ကိုလောက်မှအရေးချင်းမရှိဘဲနဲ့ဟိုကိုထမင်းကိုစားပြီးတော့ဟိုတကြီးတော်ကအကြောင်းရတဲ့အလုပ်ကိုမလုပ်ချင်တာပေါ့နော်အဓိကတော့အဲ့တော့ဟိုကိုအလုပ်ပဲကိုအေးအေးဆေးဆေးတည်တည်ငင်ငင်လေးပဲလုပ်ချင်တာပါအဲ့တော့အခြေရေးကိုတော့တော်တော်လေးတော့စိတ်ကုန်စိတ်ကုန်နဲ့မြင်ရတွေ့ရတာတွေရောဂျုံတွေ့ခဲ့ရတာတွေရောပေါ့နော်သူစီရလဲကိုကဘာမှမလို့ရှင်လို့ကျမစီရလဲဘာမှရမယ်လို့မမျှော်လဲနဲ့ပတ်စံငွေရေးကြီးရောခန္ဓာကိုယ်ရောဘာမှမရဘူးလို့ကိုကအဲ့လိုမျိုးပြောပြီးွားလို့ရှင်သူတို့တွေအဲ့လိုအချိုးပြောင်းွားတာမျိုးတွေဂျုံတွေးခဲ့ရရှိရဲ့ ဟုတ်ရီးစားရှိရလို့ထင်နေကြလို့လေအားနေရီးစားရှိရပဲထင်နေကြတော့အော်တယောက်ထဲပါလို့ဆိုပြီးတော့အမြဲအဲ့လိုမျိုးတင်ဖြစ်တာဒီတိုင်းဒီတိုင်းမှာပဲအဲ့လိုဟိုအေးပေါ့နော်ရီးစားမရှိဘူးလို့ပြောနေတာရီးစားလိုချင်လို့ပဲဖိတ်ခေါ်နေတယ်လို့မြန်ဖြစ်သွားလားမသိတကယ်တော့ကိုယ်ရီးစားရှိရလို့ထင်နေလို့မရှိချောင်းကိုကိုကပြောကြင်ညာတာပေါ့နော်အကုန်လုံးတည်အောင်လုံးဝမလိုချင်တာထက်ကိုလေစိတ်ကုံသွားတာကိုကအဲ့လိုမျိုးပေါ့နော်အကယ်ရီးစားထားတော့မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးနည်းနည်းစိတ်ကလေးနှစ်လိုက်ပြီးဆိုလို့ရှိရင် ဟိုကိုယ့်ကိုအဲ့လိုမျိုးပေါ့နည်းနည်းပလေးကျင်တဲ့သူတွေကများတယ်ပြီးတော့ဟိုနောက်ပိုင်းတိလာတာလေဟိုလောကမှာဘယ်ယောက်ျားမှတစ္ဆာမရှိဘူးလို့ထင်တယ်။ဘာဖြစ်ဆိုဟိုဒါမိန်းကလေးလည်းဟိုတစ္ဆာရှိရလို့လည်းမပြောပါဘူး။မိန်းကလေးကောင်းရင်ယောက်ျားလေးကမကောင်းယောက်ျားလေးတွေကောင်းရင်လည်းမိန်းကလေးကမကောင်းပြန်啊အမဲတဲ့အကောင့်နဲ့အဆိုကဒွန်တွဲနေတာဆိုတော့လေပြီးတော့အဲ Facebook မှာလည်းအမားတို့တွေတွေ့ကြမှာပါတစ်ခုပြီးတစ်ခုလေပြီးတော့ ဟိုအခုခေတ်လူငယ်ပိုဆိုးလာရယ်ပေါ့နော်အပျော်ပါးတွေအရင်မှတ်ပြီးတော့မဖြစ်တင်တာတွေမဖြစ်တဲ့အပေါ်မှာဒီပေါ့ဒါကိုလည်းပါဖြစ်ဖြစ်အသက်ရွယ်လေးရလာလူကြီးတယောက်အနေနဲ့ဒါကိုထက်ငယ်တဲ့ကလေးတွေကိုပြောချင်တာလေအရန်လေဘယ်လိုပြောရမလဲဟိုဒီသမီးစားကိစ္စအတူတူနေတဲ့ကိစ္စတွေကိုအရန်တို့မှဘယ်လိုပြောရမလဲ ပေါ့ပပလေးလို့အရင်သတ်မှတ်နေကြရယ်ပေါ့နော်အဲ့ဒါလုံးဝမဖြစ်တင်ဘူးဒါမြန်မာနိုင်ငံလည်းဖြစ်တယ်မြန်မာလူမျိုးလည်းဖြစ်တယ်ဒါပေမဲ့လည်းမြန်မာလူမျိုးရယ်လို့မဟုတ်ပါဘူးကိုကိုကိုအဓိကတော့ main ကလေးတွေအနေနဲ့ကိုကိုကိုတန်ဖိုးထားစေချင်ပါတယ်ဒီຢာကြီးကိုလေအရင်ကြီးသိရမလားဟိုယောက်ျားတယောက်နဲ့အတူတူနေလိုက်လို့ဘာမှမဖြစ်ပါဘူးဘယ်သူမှမသိဘူးဆိုမှာကိုကိုကိုအတိဆုံးပဲလေချူအရင်တော့ဖြေဘူးပါတယ်အဓိကကိုကိုကိုအတိဆုံးပဲသူများမသိဘူးဆိုမှာကိုကိုကိုအတိဆုံးဖြစ်တဲ့အတွက် ကို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 တိုင်းတန်ဖိုးထားမှာသူများကလည်းကိုကိုတန်ဖိုးထားမှာအာငါရီစားတောင်းနဲ့ပြတ်သွားလို့တော့ပါပြီငါဘွားရက်သွားပါပြီဆိုပြီးတော့တန်ဖိုးမထားဘူးဖြစ်ချင်တိုင်းဖြစ်မယ်ဆိုလို့ရှင်ပို့ပြီးတော့ဆိုပြီးဖြစ်ချင်တိုင်းအောင်ဖြစ်နေမှာအဲ့တော့တန်ဖိုးထားကြပါလို့ဒီကပဲပြောချင်တယ်အမုန်းခံပြီးတော့ပေါ့နော်အဲ့ဒီလူငယ်တွေဆိုအရန်ဆိုယောက်ျားလေးဆိုလို့ရှင်လည်းအာမိန်းကလေးတယောက်ပြီးတယောက်နဲ့အဲ့လိုမျိုးတွေ့မြင်ရတွေ့ရတော်တော်လေးကို တကယ်စိတ်မကောင်းလည်းဖြစ်တယ်တော်တော်လေးတော်တော်လေးလည်းစိတ်ပြက်မိရယ်ပေါ့နော်အဲအခုအခုနမေးလိုက်တဲ့စကားပေါ်မှာချူကပြန်ပြီးတော့မေးခွန်းထုတ်ပြီးကောက်ချက်ချရမယ်ဆိုလို့ရှင်ဟိုတယောက်ထဲနဲ့မတင်းတိမ်ကြဘူးလားပေါ့နော်မေးချင်တာဘာဖြစ်လို့ဆိုတော့ လောကမှာလုံးဆရာတွေအများကြီးရှိရပေါ့နော်ဒီယာကြီးကိုတချို့တချို့ယောက်ျားလေးဆိုရှိတယ် sorry အများကြီးနဲ့တွေ့ရတာကိုတို့အရန်ခုံယူကြရတော့ဘာဖြစ်လို့လဲမသိဘူးတို့ညီမထင်တာတော့တို့ကိုတို့မရင်ကျက်သေးဘူးလို့ထင်တာပဲဟိုငါ sorry အများကြီးနဲ့တွေ့ရတယ်ဒီမှာတွေ့ရမှလားဆိုအဲ့လိုမျိုးတို့ကိုတို့ဒါကိုခုံယူဝင်ကြွားစွာပြောကြတကယ်တော့အဲ့ဒါလေညီမထင်တာတော့အဲ့အဲ့ဒီယောက်ျားတယောက်အဲ့ဒီမျိုးသားတယောက်ကမရင်ကျက်သေးပဲနဲ့လေသူ့ကိုယ်သူဂုံယူဂုံယူရမယ့်အရာမဟုတ်တဲ့ဟာကိုဂုံလိုက်ယူနေပြီးတော့ ကိုယ့်ဘဝကိုဖျက်ဆီးနေရလို့ညီမကတော့မြင်နေပေါ့နော်အဲ့တော့ဟိုလှုပ်ရှားရှိတဲ့လောကမှာအောင်မြင်မှုတွေလှုပ်ရှားရှိတာတွေကိုယ့်ဘဝတိုးတက်မှုတွေအများကြီးပဲဒီမိန်းမကိစ္စယောက်ျားကိစ္စဆက်စ်ကိစ္စနဲ့ပဲဘဝကြီးကိုအချိန်မကုန်နေပါနဲ့လို့တော့ကိုကတော့ပြောချင်တယ်ဒါပေမဲ့လူမျိုးမျိုးစိတ်အထွေထွေပေါ့နော်အားလုံးကသူ့ဗီဇနဲ့သူလာကြတာဆိုတော့ဒီအရာတွေမှာပျော်မွေ့နေတဲ့သူကတော့ ဟိုအပူတွေပြောနေရလို့ပဲထင်ကောင်းထင်လိမ့်မယ်လေဒါမဲ့ဟိုဒီအရာတွေမှာမပျော်မွေ့ပဲနဲ့ကိုယ့်အလုပ်ကိုလုပ်နေကြတဲ့သူတွေကြတော့လေမတူဘူးပေါ့လေတယောက်နဲ့တယောက်ကအဲ့မော်ကိုကြုံတွေ့ခဲ့ရတဲ့သူတွေအနေနဲ့ရောပြီးတော့အခုမြင်တွေ့နေရတဲ့အရာတွေရောဟိုဘယ်လိုပြောရမလဲသင်ငန်းစာယူစရာတွေရော စိတ်ပျက်စရာတွေရော များလာတဲ့အခါကျတော့တော်ပြီးကိုဘကိုတယောက်တည်းပဲအေးအေးဆေးဆေးဘာဖြစ်လို့အခုချိန်မှာကိုဘတာကိုလည်းကိုအလုပ်ကိုလုပ်ပြီးကိုပတ်စံရှာစားနိုင်နေရဖြစ်တဲ့အတွက် တချိန်ချိန်မှာကိုကိုဘွားလက်တွဲပေါ်ကိုဘောကောင်းတဲ့ယောက်ျားကိုနဲ့အတူတူဖြတ်တန်းနိုင်မယ့်ယောက်ျားကောင်းတစ်ယောက်ရခဲ့ရင်တော့ကိုစဉ်းစားမှာပေါ့လေယနေ့အချိန်ထိတော့အဲ့လိုမျိုးမတွေ့သေးတာဖြစ်တဲ့အတွက်ဟိုပြောမယ်ဆိုရင်တော့ကိုကိုလောက်မှအရေးချင်းမရှိဘဲနဲ့ဟိုကိုထမင်းကိုစားပြီးတော့ဟိုဟိုနည်းနည်းလေးအတင်းတင်းစီစီပြောရမယ်ဆိုကိုထမင်းကိုစားပြီးတော့ဂျီရော်နောင်ဂျီရော်နောင်အကြောင်းရတဲ့အလုပ်ကိုမလုပ်ချင်တာပေါ့နော်အဓိကတော့အဲ့တော့ဟို ကိုယ့်အလုပ်ပဲကိုအေးဆေးဆေးတီတီငင်ငင်လေးပဲလုပ်ချင်တာပါအဲ့တော့အခြေရေးကိုတော့တော်တော်လေးတော့စိတ်ကုံစိတ်ကုံနဲ့မြင်ရတွေ့ရတာတွေရောဂျုံတွေ့ခဲ့ရတာတွေရောပေါ့နော်ပလေးခံရတာတော့မဟုတ်ဘူးကိုကလူတယောက်ကိုချစ်ဖို့အတွက်စိတ်နှက်လိုက်တော့မယ်ဆိုလို့ရှိရင်သူတို့ကကြတော့ကိုယ်တကယ်ချစ်တာမဟုတ်ဘူးကိုယ်စီကရလိုမှုတွေပေါ့နော်ဒီဒီလူတယောက်စီကဘာမြန်ရမလဲပတ်စံရမလားဒါမှမဟုတ်ဘာရမလဲဆိုတော့ကိုယ်စီကဘာမှမရဘူးလေကိုကိုတိုင်းကလည်းတွဲတယ်ဆိုလို့ရှိရင်သူ့စီကလည်းကိုကဘာမှမလိုချင်လို့ ကျမစီကလည်းဘာမှရမယ်လို့မပြောလဲနဲ့ပတ်စံငွေရေးကြီးရောခန္ဓာကိုယ်ရောဘာမှမရဘူးသူကအဲ့လိုမျိုးပြောပြီးွားလို့ရှိရင်တို့တွေကအဲ့လိုအချိုးပြောင်းွားတာမျိုးတွေကြုံတွေ့ခဲ့ရတာရှိရဲ့အဲ့လိုကြရင်နည်းနည်းလေးအာပြေးသွားတာလို့ပြင်သိရမလားအဲ့တော့ကြုံတွေ့လာဩဒီလူတယောက်ဒီကိုယ်ကိုလာပြီးချင်းကတ်တာတခုခုရလို့မှုပေါ့ဥပမာငွေကြီးလာဒါမှမဟုတ်ကိုယ့်ရဲ့ကိုကိုကိုပလေးချင်တာလားဆိုတဲ့အရာတွေပေါ့အဲ့တော့ဘာတခုမှမမရဘူးလို့ကိုကပြက်ပြက်တတပြောလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီလူတွေကပြေးသွားကြအောင်အဲ့တော့အဲ့ဒါတွေဩ အချစ်ဆိုတာတကယ်မရှိပါလားဆိုတဲ့ဟာကြီးကြုံတွေ့ခဲ့ရတာပေါ့လေ